အနာဂတ်မှာ Bitcoin ကိုစီးတက်အောင်လုပ်ပေးနိုင်ခြင်းရှိရဲ့ project crypto လောကမှာတော့ Bitcoin ကတမူးအကြီးဆုံးနဲ့ဒုတက်အများဆုံးဖြစ်ပြီးတော့ Ethereum ကရော smart contract တွေနဲ့ DeFi လောကရဲ့အသက်သွေးကြောတစ်ခုဖြစ်သလို ecosystem ကလည်းကျက်ကဲပါတယ်။ဒါပေမဲ့ Bitcoin ကို Ethereum network မှာတိုက်ရိုက်သွားသုံးလို့မရပါဘူး။တကယ်လို့များတိုက်ရိုက်တာသုံးလို့ရသွားမယ်ဆိုရင် Bitcoin ရဲ့ဈေးပေါ်ဘယ်လိုတက်ရောက်လာမယ်ထင်တယ်။ ဒီနေ့မှာတော့အနာဂတ်ရဲ့ Bitcoin ဈေးရပေါ်အပြောင်းအလဲဖြစ်စေနိုင်မဲ့ Hemi Project အကြောင်းကိုပြောပြပေးမှာပါ။ Hemi Project ဆိုတာကပါလေ Hemi ဆိုတာက Bitcoin နဲ့ Ethereum ကို system တစ်ခုရဲ့အောက်မှာပေါင်းစပ်ပေးတဲ့ True L2 Super Network တစ်ခုပါ။သူရဲ့အဓိကရည်ရွယ်ချက်ကတော့ Bitcoin asset ကို Ethereum လို smart contract တွေ DeFi Ethernet တွဲသုံးနိုင်အောင်လုပ်ပေးရပါ။အရင်ကဆိုရင် Bitcoin ကို DeFi မှာသုံးချင်ရင် WPTC ကိုမျိုး wipe လုပ်ရပါတယ်။ ဒါမှမဟုတ်ဂျာခန်ပလက်ဖောင်းတွေကိုယုံကြည်ပြီးတော့အပ်ထားရပါတယ်။ဟမီကအဲ့ဒီဒုက္ခတွေကိုရှင်းပြလိုက်တာပါ။သူက Bitcoin node တစ်ခုလုံးကို Ethereum system ထဲမှာထည့်သွင်းထားတဲ့အတွက်ကိုယ့်ရဲ့ Bitcoin အစစ်ကိုဘာမှပြောင်းလဲနေစရာမလိုဘဲနဲ့ DeFi ထဲမှာတိုက်ရိုက်သုံးနိုင်မှာပါ။ဒီ project ရဲ့နောက်ကွယ်မှာ Alanza developer တွေလည်းရှိရပါတော့။ co-founder တယောက်ဖြစ်တဲ့ Jeff Garzik ဆိုလို့ရှိရင် Bitcoin Core Developer အစောပိုင်းကတည်းကပါဝင်ခဲ့တဲ့သူပါ။ဒါကြောင့်နည်းပညာပိုင်းမှာတော့တော်တော်လေးစိတ်ချရရတယ်သူပြောလို့ရရပါမော။ Hemi Project ရဲ့ native token ကတော့ Hemi token ပဲဖြစ်ပါတယ်။ဒီ Hemi token ကိုဘယ်နေရာမှာသုံးလို့ရလဲဆိုရင် Hemi network ပေါ်မှာငွေလွှဲတာအသုံးတာစရဲဖဲလို့ကဖဲလို့လို့ Hemi token နဲ့ fees ပေးလို့ရပါတယ်။ပြီးတော့ရင် staking လုပ်ပြီးတော့ reward အနေနဲ့ပြန်ပေးရတဲ့နေရာမှာဒီ token တွေကိုသုံးတယ်။ ပြီးတော့ဒီ network ရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုမဲပေးခွင့်ရှာဖို့အတွက် governance ပိုင်းမှာလည်းဒါတွေကိုသုံးနေပေါ့နော်ပြီးရင် hemi ကသူ့ရဲ့ network ရဲ့အချက်အလက်တွေကို bitcoin blockchain ပေါ်မှာမှတ်တမ်းတင်ဖို့ hemi token တွေကိုသုံးနေဒီလိုလုပ်ခြင်းအပြင် bitcoin ရဲ့နှုံချုံရေးကိုလက်ခံရရှိလိုက်တယ်လို့ပဲပေါ့နော် Bitcoin, Hemi နဲ့ Ethereum ကြားမှာပဲဆိုင်မှုတွေလျှောက်ရောက်တဲ့အခါမှာ Hemi token ကို collateral အဖြစ်ချခံအတွက်အသုံးပြုနိုင်ပါတယ်။ ြီးတော့ Hemi ကိုအစောပိုင်းမှာသုံးဆွဲသူတွေ Double Barry အတွက် Reward တွေ Grant တွေပေးဖို့ပို့လေဒီ token ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ token ခွဲဝေပုံ tokenomic ကတော့စုစုပေါင်း total supply အနေနဲ့10 billion ရှိပါမယ်။ Airdrop Day Partnership တွေနဲ့ Network တို့တပ်ဖို့အတွက်ကိုလည်း Community နဲ့ Ecosystem အတွက်32အရာနှုန်းကိုသုံးမှာပါ။အစောပိုင်းယင်းငုံနဲ့သူ investor နဲ့ partner တွေက28ရာခိုင်နှုန်းမှ25ရာခိုင်နှုန်းကတော့ Hemi Team နဲ့ Developer တွေဖြစ်ပါတယ်။ ။ Hemisphere Foundation အတွက်ကတော့15ရာရိုင်းနှုန်းကိုသုံးပါရဲ။ဒါက project ကိုရရှိထောက်ပံ့ဖို့အတွက်ပါ။ Binance မှာ list လုပ်တဲ့အခါမှာ token စုစုပေါင်းရဲ့9ဒသမ8ရာခိုင်နှုန်းဖြစ်တဲ့989ဒသမ5သန်းလောက်ပဲဈေးဝယ်ထည်ကိုအယောင်းဝယ်သူကိုရအောင်မှာဖြစ်ပါရဲ။ဒါက token အများစုကို lock လုပ်ထားရဲဆိုတဲ့သဘောဖြစ်လို့စီးကွက်တဲ့ကိုတစ်ချိန်တည်းအများကြီးရောင်းချတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါရယ်။ Tim နဲ့ Investor တွေရဲ့ token တွေကိုချက်ချင်းရောင်းမထုတ်နိုင်အောင် lock လုပ်ထားပါသေးတယ်။ပထမတစ်နှစ်မှာ လုံးဝထုတ်လို့မရဘဲနဲ့အဲ့ဒီနောက်ပိုင်းမှာ၃နှစ်အတွင်းတစ်ပြေးတည်းချင်းထုတ်ခွင့်ပေးမှာပါ။ဒါက Tim ရဲ့ရေရှည်ယုံကြည်မှုကိုပြရပါပဲ။ဆိုတော့ဒီ token တွေကို Binance ကနေပြီးတော့ holder airdrop ဘယ်လိုရခဲ့တာလဲ။ Binance ကနေ holder airdrop ရဖို့အတွက် BME coin တွေကို Binance server အနေနဲ့မှာပဲဖြစ်ဖြစ် on-chain product တွေထဲမှာပဲဖြစ်ဖြစ်ထည့်ထားရဆိုရင် ရမှာဖြစ်ပါတယ်။ Snapshot ယူရဲ့ကာလကတော့ September 18ရက်နေ့ကနေ19ရက်နေ့အတွင်းမှာဆိုတော့ဒီရက်အတွင်းကို PM ကနေကိုထည့်ထားခဲ့မယ်ဆိုလို့ရှိရင်တော့ Holder Airdrop အတွက်ကို Elizabeth ဖြစ်ပြီးတော့ Hemi Token နဲ့ကိုရှာခဲ့မှာဖြစ်ပါတယ်။ဒီတစ်ခေါက် Snapshot ကာလကပြီးတော့ပြီဆိုပေမဲ့နောက်ထပ်နောက်ထပ် Airdrop တွေကို lose နေဆိုလို့ရှိရင်တော့ခုမှ PM ကနေရှိခဲ့ရင် Binance ရဲ့ Sentiment အနေနဲ့မထည့်ထားဖို့အကြံပေးချင်ပါတယ်။ဆိုရနာဆုံးအနေနဲ့ဒီ Hemi Project ရဲ့အနာဂတ်အလားအလာကကောင်းရလားဆိုတာကိုဆွေးနွေးချင်ပါတယ်။ ဒီ project ရဲ့အနာဂတ်ကတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ Bitcoin co-developer အဟောင်း Jeff Garzigoran ဦးဆောင်နေပြီးတော့သူနောက်မှာ Bitcoin ရဲ့ YZ Lab, Crypto.com Capital တို့လိုမျိုးနာမည်ကြီးရင်းနှီးမြှုပ်နှံတွေကဒေါ်လာ15,000လောက်ကိုကျင်းနှီးမြှုပ်နှံထားကြလို့ပါ။ ဟမ်မီကတက်စနက်ကိုထွက်ထားပြီးဖြစ်သလိုသူ့ပေါ်မှာတည်ဆောင်နေတဲ့ project ပေါင်း90ကျော်လည်းရှိနေပါတယ်။ Sushi Swap တို့လိုမျိုးနာမည်ကြီး DeFi project တွေလည်းပါဝင်ပါသေးရဲ့။အခုချိန်မှာတည်းသူ့ရဲ့ TVL total value log ကဒေါ်လာ1.2 billion ကျော်ရှိနေပြီးတော့သုံးဆွဲသူ user တစ်သိန်းကျော်လည်းရှိနေပါတယ်။ဒါက project မစခင်မှာကတည်းကလူကြိုက်များနေပြီးတော့ user base လည်းအတန်းတန်းရှိရဲ့ဆိုရက်သက်တည်ဖြစ်ပါတယ်။ Bitcoin ရဲ့လုံခြုံရေးနဲ့ Ethereum ရဲ့ smart contract ကိုချိတ်ဆက်ပေးနိုင်တာက crypto လောကအတွက်တကယ်ကိုလိုအပ်ချက်တစ်ခုဖို့ခေစီပေးတာပါ။ဒါပေမဲ့ project ကအသစ်ဖြစ်နေတဲ့အပြင် Hemi အနေနဲ့သူ့ရဲ့ roadmap အတိုင်းအအောင်မြင်မြတ်ဆက်သွားနိုင်ဖို့တော့အရေးကြီးပါတယ်။ ခြုံပြောရရင်ဒီ Hemi project ကအသစ်ဖြစ်တယ်ဆိုပေမဲ့သူ့မှာအရင်ချင်းရှိတဲ့ team ၊မွေးချင်းအင်အားတောင်းတမှုလက်တွေ့အသုံးဝင်နေတဲ့ ecosystem နဲ့ Binance လို့ platform ကြီးတွေရဲ့ထောက်ပံ့မှုတွေရှိနေတာကြောင့်ရရှိအတွက်အလားအလာကောင်းတဲ့ project တစ်ခုအဖြစ်လူတွေကနေနေကြပါတယ်။ဒါကြောင့် crypto လောကကိုစိတ်ဝင်စားတဲ့သူတိုင်းစောင့်ကြည့်လေ့လာထားတဲ့ project တစ်ခုလို့ပြောချင်ပါတယ်။ Other airdrop အကြောင်းနဲ့ဘလူးမျိုးလို့ရမလဲဆိုတာကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှိရင်တော့ crypto maker passive income with crypto ဆိုတဲ့ playlist ထဲမှာသွားပြီးတော့ကြည့်လို့ရပါတယ်။ ါရယ်။တကယ်ရင်များကိုမှ Binance account မရှိသေးဘူးဆိုလို့ရှိရင် trading fees ကို20% discount ရမယ်အပြင် crypto maker ကလည်းပြောလို့ပြီးရကမ်းမိတွေက reward တွေကိုလည်းရနိုင်ဖို့အတွက်အခုပြထားတဲ့ crypto maker referral code သုံးပြီးတော့အကောင့်ဝင်လာလို့ရပါတယ်။ crypto မိတ်ဆခဲ့တဲ့အချိန်ကနေစပြီးတော့အခုထိဆိုလို့ရှိရင်အသိန်း100ကျော်ဖို့အထိကို give away တွေပေးခဲ့ပြီးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ code ကိုသုံးထားတဲ့ user တွေဆိုလို့ရှိရင်ရရှိမှာပါအကျိုးမြင်ရမယ်ဆိုတာကိုအားမခံပါတယ် အကယ်၍များကိုအတီကုတ်ကိုတောင်းပြီးတော့အကမဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ရေရှည်မှာကိုပူပေးနေရတဲ့20ရာခိုင်နှုန်းသော trading fees နဲ့တိုက်ဆောက်လို့ရတော့မှဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုတောင်းဖို့အတွက်အကောင့်လေးပြန်ဖြတ်ပြီးတော့တောင်းတာကပူပြီးကောင်းတယ်လို့အကြံပေးချင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ Crypto Maker နောက် video မှာပြန်တွေ့ရဖို့